ကဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်ပြက်များစွာကိုဒဝဲဝက်ပရိသတ်တွေတရှိစေဖို့တပတ်အတွင်းနိုင်ငံတကာရေးရာအစည်းအဝေးကိုတင်ဆက်လိုက်ပါတယ်။ဒီတပတ်နိုင်ငံတကာရေးရာမှာတော့ဧပြီလ9ရက်နေ့ကနေဧပြီလ17ရက်နေ့အထိတပတ်တာအတွင်းအဖြစ်ပြက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါ။ဒီအကြောင်းအရာတွေကိုဒဝဲဝက်ဝိုင်းတော်သားတွေကစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ မေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိ Hudson မြစ်ထဲကိုရဟယင်တစင်းပြတ်ကျခဲ့လို့လူ6ဦးစလုံးတေဆုံးခဲ့ရပါတယ်။ April 10ရက်က ပြတ်ကျတဲ့အချိန်လိုက်ပါလာတဲ့ကလေး3ဦးလည်းတေဆုံးခဲ့တာပါ။တေဆုံးသူတွေက Spain ကမိသားစုဝင်9ဦးနဲ့လင်းရင်မှုတို့ဖြစ်တယ်လို့ဆိုပါတယ်။ရဟယင်ဟာမွန်လွဲ3နာရီလောက်မှာမြို့လေကရဟယင်ကွင်းကနေထွက်ခွာခဲ့ပြီးတဲ့နောက်ဟက်ဆန်မြစ်ပေါ်ကနေမြောက်ဘက်ကိုပြန်တန်းခဲ့တာဖြစ်ပါတယ်။ ဂျော့ဝါရှင်တန်တံတားကိုရောက်တဲ့အခါတောင်ဘက်ကိုပြန်လှည့်ပြီးမိနစ်ပိုင်းအကြာမှာပဲပြတ်ကျခဲ့တာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကနိုင်ငံတကာပေါ်ကောက်ခံမဲ့အခွန်တိုးမြှင့်မှုကိုရက်ပေါင်း90ခေတ်ဆိုင်းထားခွင့်ပြုတယ်လို့အေပီလ9ရက်မှာကြေညာလိုက်ပါတယ်။ ဒါပေမဲ့ဆိုင်းငံ့ထားတဲ့နိုင်ငံထဲတရုတ်ကိုဖယ်ထားပြီးတရုတ်နိုင်ငံအတွက်အခွန်ကို125ရာခိုင်နှုန်းကိုချက်ချင်းကောက်ခံမှာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။တရုတ်ဘက်ကလည်းအမေရိကန်ပေါ်အခွန်84ရာခိုင်နှုန်းအထိတိုးကောက်မယ်လို့ကြေညာပါတယ်။ဒါဟာအမေရိကန်နဲ့တရုတ်ကြားကကုန်သွယ်စစ်ပွဲအတွေ့တင်းမာမှုတွေဇက်တိုက်တိုးလာနေတာကို တွေ့မြင်ရပါတယ်။ ကမ္ဘာဈေးကွက်ကိုတရုတ်နိုင်ငံကလေးစားမှုမရှိလို့အမေရိကန်ကတရုတ်ကိုကောက်ခံတဲ့အခွန်စည်းကြပ်မှုကိုချက်ချင်း125ရာခိုင်နှုန်းအထိတိုးမြင့်လိုက်တာဖြစ်တယ်လို့သမ္မတဒေါ်နယ်ထရက်ကဆိုပါတယ်။ကျန်တဲ့တောင်ကိုရီးယား၊ဂျပန်၊ဗီယက်နမ်ကဲ့သို့နိုင်ငံတွေကအမေရိကန်နဲ့ပြန်လည်ညှိနှိုင်းကြဖို့ကမ်းလှမ်းထားကြပါတယ်။ ယူကရိန်းရုရှားစစ်ပွဲထဲမှာယူကရိန်းနိုင်ငံဘက်ကရုရှားဘက်ကနေစစ်ကူတိုက်ပေးနေတဲ့တရုတ်နိုင်ငံသား2ဦးကိုဖမ်းဆီးရမိထားတယ်လို့ထုတ်ပြန်ပါတယ်။ဒီစစ်ပွဲမှာတရုတ်နိုင်ငံသားတွေပိုးပိုးပြီးပါဝင်ပတ်သက်မှုကပိုကြီးတဲ့ပြဿနာတွေကို ဖြစ်စေတော့ဒါကိုလုံးဝမူအရတုံ့ပြန်ရမှာဖြစ်တယ်လို့သမရဇလန်စီကပြောဆိုလိုက်ပါတယ်။ ယူကရိန်းကိုဆက်ကျင်တဲ့ရုရှားစစ်တပ်တွေတိုက်ပွဲဝင်နေတဲ့တရုတ်နိုင်ငံသား155ယောက်လောက်ရှိနေတယ်လို့ဆိုပါတယ်။သူတို့ရဲ့နောင်မယ်တွေမျိုးရိုးနဲ့တရင်အချက်လက်တွေယူကရိန်းထောက်လှမ်းရေးတွေဘက်မှရှိထားတယ်လို့တမရကပြောပါတယ်။လက်ရှိကတော့ဖမ်းဆီးရမိတဲ့တရုတ်နိုင်ငံသားတွေကယူကရိန်းစုံစမ်းစစ်ဆေးရေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆက်သွယ်ပြောဆိုနေကြတယ်လို့ဆိုပါတယ်။ ဒိုမီနီကန်တံပရနိုင်ငံမြို့တော်ဆန်တိုဒိုမင်ဂိုမှာဂျက်ဆက်နိုင်ကရအမိုးပြိုကျခဲ့လို့တေဆုံးသူ221ဦးအထိရှိလာတယ်လို့ဆိုပါတယ်။အေပီလ၈ရက်နေ့ကဂျက်ဆက်နိုင်ကလပ်မှာပါတီပွဲတစ်ခုအတွင်းပြိုကျခဲ့တာပါ။တေဆုံးသူတွေထဲမှာနိုင်ငံရေးသမားအဆိုတော်အားကစားသမားတွေလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ဖြစ်ဖြစ်ချင်းဒဏ်ရာရရှိသူ255ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီးဆေးရုံတို့အရေးပေါ်ပို့ဆောင်ပေးခဲ့ကြပါတယ်။ ပြိုကျမှုဖြစ်စဉ်ကြောင့်ထိခိုက်ခံစားရတဲ့မိသားစုတွေနဲ့အတူတနိုင်ငံလုံးအတိုင်းအတာနဲ့ကြေကွဲဝမ်းနည်းရမှုဖြစ်တယ်လို့တမရလူးဝစ်အာဘီနဲရကဆိုပါတယ်တေဆုံးသူတွေအတွက်ဝမ်းနည်းအောက်မေ့ခြင်းအနေနဲ့အီပီလာ၈ရက်ကစတင်ပြီး၃ရက်ကြာနိုင်ငံတော်အစ်စ်သတ်မှတ်ထားပါတယ်ကိုရီးယားကျွန်းဆွယ်ကိုပိုင်းခြားထားတဲ့စေရေးနယ်နိမိတ်မြင်း MDL ကိုဖျက်ကျော်လာတဲ့မြောက်ကိုရီးယားစစ်သားတွေကိုတရိပ်ပေးပစ်ခတ်ခဲ့တယ်လို့တောင်ကိုရီးယားဘက်ကပြောပါတယ်။ဧပြီလ10ရက်နေ့ကမြောက်ကိုရီးယားစစ်သား30ကျော်ဟာနေဆက်အရှိပဲဂျန်းရှိစီရီးနေဆက်မြင်းကိုချိုးဖောက်ဖျက်ကျော်လာတာပါ။ဝင်ရောက်လာတဲ့စစ်သားတွေကလက်နက်တွေ ကင်ဆောင်ထားတယ်လို့ကြီးကဝတ်စုံတွေလည်းဝတ်ဆင်ထားတယ်လို့ပြောပါတယ်။မြောက်ကိုရီးယားစစ်သားတွေဖျက်ကျော်လာလို့တောင်ကိုရီးယားစစ်တပ်ဘက်ကတရိပ်ပေးပစ်ခတ်ခဲ့ရတယ်လို့ဆိုပါတယ်။ သတိပေးပြစ်ခတ်မှုပြီးတဲ့နောက်မြောက်ကိုရီးယားစစ်သားတွေကမြောက်ကိုရီးယားဘက်ကို ပြန်ရောက်သွားတယ်လို့ပြောပါတယ်။ကွန်ဂိုနိုင်ငံမြို့တော်ကင်ရှားဆာမှာမိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်ရေကြီးရေရှမ်းမှုတွေဆက်ဖြစ်နေလို့လူပေါင်း33ဦးအထိတေဆုံးခဲ့ရပါတယ်။ပြီးခဲ့တဲ့အပတ်ကလေးကမိုးဇက်တက်ရွာနေလို့လူတွေလည်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ရေလွှမ်းမှုမှုအပြီးမှာလဲမြို့တော်မှာအပျက်စီးများစွာထိခိုက်ခဲ့ရတယ်လို့သိရပါဗျ။အချို့ပြည်သူတွေကတော့ရေထဲမှာ82နှစ်ရီအထိပိတ်မိခဲ့ကြပြီးအစားအသောက်တွေမရတဲ့အပြင်ပစ္စည်းတွေအားလုံးကိုလည်းဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ဂျီလီမြစ်ဟာညာရင်းချင်းကမ်းမားတွေပြည်သွားတဲ့အထိရေရှမ်းခဲ့လို့အမျိုးသားကားလမ်းမကြီးပိတ်ဆို့သွားခဲ့ရကလမ်းပေါ်ကကားတွေလည်းတောင်းတင်ခဲ့ကြပါတယ်လို့ဆိုပါတယ်။ အချို့အိမ်တွေက ပြိုကျပျက်စီးခဲ့လို့အိုးမဲ့အိမ်မဲ့တွေလည်းဖြစ်ကုန်ကြတယ်လို့သိရပါဗျ။မြို့သုံးပျောက်ွယ်သွားခဲ့တဲ့ဝင်ပလွေမျိုးစိတ်တစ်မျိုးကိုအမေရိကန်နိုင်ငံဒက်လက်စ်မြို့အခြေစိုက်ဇီဝသိပ်ပံကုမ္ပဏီတစ်ခုကမြို့ဗီဇပြုပြင်ပြောင်းလဲနည်းနဲ့အောင်မြင်စွာသားဖောက်နိုင်ခဲ့ပါဗျ။ဒါရောက်ဝုလို့ခေါ်တဲ့ ဝန်ပလူရီမျိုးစိတ်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း12000ခက်ကလေးကမျိုးသုံးပျောက်ကွယ်သွားကြတာပါနှစ်သက်တန်း13000ရှိတဲ့သွားတစ်ချောင်းနဲ့နှစ်သက်တန်း9200ရှိတဲ့ဥကောင်းခုံတို့မှာရှိတဲ့ Dire Wolf ဝန်ပလူရီမျိုးဗီဇတွေကို Grey Wolf ဝန်ပလူရီရဲ့မျိုးဗီဇနဲ့ပေါင်းဆက်၍ပြင်ဆင်ပြောင်းလဲကစားဖောက်ကြတာဖြစ်ပါတယ်ပြင်ဆင်မွမ်းမံထားတဲ့မျိုးဗီဇကို Grey Wolf ဝမ်ဘလွေရဲ့ဆဲလ်ထဲထိုးသွင်းပြီး လားပေါက်လေးသုံးကောင်ကိုသားဖောက်နိုင်ခဲ့ပါတယ်။ဒီနီလန်းတွေအရာအနီရောင်ဝင်းပလွေလိုမျိုးသုံးပြောက်ွယ်ဖို့အန်ဒီရရှိ နေတဲ့မျိုးစိတ်တွေကိုကဲတင်နိုင်လိမ့်မယ်လို့ယုံကြည်နေကြပါတယ်။နောက်အပတ်မှာလည်းနိုင်ငံတကာရေးရာအစီအစဉ်ကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာ။